အမွာရင်သွေးလေးကိစ္စကြောင့်အကောထုံးတဲ့စကားများခဲ့ရတဲ့လို့သူရဲ့ကိုဝင်နောက်ဆုံးချိန်တွေကိုပြောလာတဲ့ပိုးကြောင့်ပရိသတ်များလုံးမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုလက်တလုံးမှာစိတ်ဆင်းရဲစရာတွေနဲ့ရင်ဆိုင်နေရတာကတော့တရုတ်ဆောင်မင်းသမီးလေးပိုးကြပြုခင်မှာဒီမတိုင်ခင်မှာတော့အားလုံးသိကြတဲ့အတိုင်းပိုးကြပြုခင်ကအမွာဘူးကိုဝင်ဆောင်ထားရတာပဲဖြစ်ပါတယ်။ဘုရားပြုခင်ကမြန်မာနိုင်ငံမှာအချမ်းသာဆုံးတထေးကြီးပီကေချောနဲ့လက်ထပ်ပြီးတော့ချမ်းသာကျွယ်ဝတဲ့တထေးမကြီးဘဝကိုပိုင်ဆိုင်ထားခဲ့ရဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေဟာသုံးမကောင်အောင်ချမ်းသာကြွယ်ဝအပြီးမှာအတောင့်တဆုံးအရာကတော့သားသမီးတွေအများကြီးကိုခြံထားနိုင်ဖို့ဖြစ်ပါတယ်။ဒါကြောင့်လည်းတထေးကြီးပြည်ကချုံကပိုးချဖြူခင်ကိုတထေးကြီးတွေရဲ့ထုံးစံအတိုင်းကလေးတွေအများကြီးမွေးပေးဖို့အတွက်ပူဇော်နေကြတာဖြစ်ပါတယ်။တကယ်ဆိုရင်ပီကေချုံးမှာအရင်အိမ်ထောင်နေရတဲ့သားသမီး၃ယောက်အပြင်ဘိုးကြပြုခင်နဲ့ရတဲ့သားလေးစိတ်ဦးနဲ့ဆိုရင်သားသမီး၄ယောက်တောင်ရှိနေပြီသားဖြစ်ပါတယ်။ ဒါပေမဲ့လည်းအကူထွန်းကတော့ကလေးထက်လိုချင်တယ်လို့ပူဇော်ထားတာကြောင့်ဘိုးဇာပြုခင်တဲ့အကူထွန်းတို့ကအိန္ဒိယနိုင်ငံရေခဲတောင်ဒေသထိတွားရောက်ပြီးတော့ကိုဝင်ရအောင်စူးစမ်းခဲ့ကြတာဖြစ်ပါတယ်။ဒီလိုနဲ့ပဲပြီးခဲ့တဲ့ရက်သက်တစ်ပတ်မှာတော့ဘိုးဇာပြုခင်ကကိုဝင်ဆောင်ခဲ့ရတာဖြစ်ပြီးတော့ကိုဝင်ကိုပထမဆုံးအထွာဆောင်ရိုက်ကူးချက်အရာဒရေသားနှစ်ခုပုံစံမြင်ရတဲ့အတွက်အမွာဘူးရတယ်ဆိုပြီးပီကေထွန်းနဲ့ဘိုးဇာပြုခင်တို့ကတော်တော်လေးကိုဝမ်းသာနေကြတာဖြစ်ပါတယ်။အကူထွန်းဆိုရင်အမွာဘူးကိုဝင်ဆောင်ထားရတဲ့ဇနီးတဲ့အတွက်ဝမ်းသာလုံးလုံးတင်းရချေကုန်ကြ ခံကဂုဏ်ပြုပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ပိုးချပြုခင်ကကိုဝင်ဆောင်ပြီးမှသွေးပြန်ဆင်းနေတယ်လို့အထွာဆောင်ရိုက်ကူးချက်အရာတတိသားနှစ်ခုမှတစ်ခုပဲနှလုံးခုန်နေအတွက်အမွာနှစ်ယောက်မှတယောက်ကိုဆုံးရှုံးသွားတော့မလားစိတ်ပူနေခဲ့တာပါ။ဒါကြောင့်လည်းအဲ့ရထဲမှာပဲခွေနေခဲ့တာဖြစ်ပါတယ်။ဒါကိုပဲအကိုထွန်းကအဲ့ရထဲမှာပဲနေနေတဲ့ပိုးချပြုခင်ကိုအဲ့ရထဲမှာပဲနေလို့ကိုဝင်ထိခိုက်တယ်ဆိုပြီးပြဿနာရှာခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်လည်းအကိုထွန်းနဲ့ပိုးချပြုခင်တို့ကအကြီးကျယ်စကားများကြတာပါ။ အကိုထွန်းကဘိုးကျဖြစ်ခင်တယောက်ပွားစီပွားစီစကားများလွန်တာကြောင့်ထမင်းစားချိန်နဲ့အဲ့ချိန်လေးတော့နားရီပါးနေခြင်းကြောင့်အင်တာနက်ပေါ်မှာရင်ဖွင့်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးအရင်ကတိတ်ချစ်ကြတဲ့ဘိုးကျဖြစ်ခင်နဲ့အကိုထွန်းတို့နှစ်ယောက်စကားများရတဲ့အဓိကအကြောင်းရင်းကလည်းတာဒမီဇော်ကိစ္စကြောင့်လို့သိရပါတယ်။အထူးသဖြင့်တော့ဘိုးကျဖြစ်ခင်ရဲ့ဘိုက်ထဲကရင်သွေးလေးကိုအကိုထွန်းရောဘိုးကျကပါစမ်းမစီခြင်းကြတာဖြစ်ပါတယ်။ အခုနောက်ဆုံးအထွာဆောင်ရိုက်ကူးချက်ထဲမှာတော့ဘိုးကြပြုခင်ရဲ့ဘိုက်ထဲမှာအမွာဘူးရင်သွေးလေးမဟုတ်ပဲကလေးတယောက်တည်းသာရှိနေလို့သိရပါတယ်။ဒါပေမဲ့လည်းအဆိုပါကလေးလေးကကျန်းမာနေကောင်းတာကြောင့်မိမိဘိုးကြပြုခင်ကတော့အခုမှစိတ်ချမ်းသာရသွားခဲ့ပါတယ်။အခုထွန်းတယောက်လည်းအခုမှပဲတက်ပြင်းချရတယ်လို့သိရပါတယ်။ဘိုးကြပြုခင်ကတော့အရင်မူလမှန်းထားတယ်လို့အမွာဘူးလေးမဟုတ်တော့ပေမဲ့လည်းအခုချိန်မှာတော့ကိုယ်နဲ့ထိုက်လို့ရတဲ့ရင်သွေးလေးကိုကျန်းမာစွာမွေးဖွားနိုင်ဖို့အတွက်ဆူတောင်းနေရဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအမွာဘူးမဟုတ် ုတ်ပေမယ့်ကလေးတယောက်ရတော့မယ်ပိုးချဖြူခင်နဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်နော်အဆုံးတကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်